ဒီမိုကရေစီလို့ပြောတယ်ဒါပေမဲ့ရောင်ရောင်လေးသွားပြီးတော့ဝေဖန်လိုက်တာဝေဖန်တာမဟုတ်ပါဘူးဟာဟာဆိုတဲ့ဒီ reaction တခုတောင်သီးမခံနိုင်တဲ့အခြေအနေပေါ့နော်အဲ့လိုအခြေအနေရှိတဲ့သူတွေကတိုင်းပြည်ကိုဘယ်လိုဥဆောင်မှာလဲတိုင်းပြည်ကိုပြည်သူလူထုအတွက်ဘယ်လိုလုပ်ဒါအကျိုးပြုတဲ့အစိုးရဖြစ်လာမှာအင်မတန် စိုးရိမ်စရာကောင်းတဲ့အခြေအနေပါပေတော့ရွေးကောက်ပွဲလှုပ်လှုပ်နိုင်တာဆိုလို့သူတို့ကိုတကယ်ပြိုင်မဲ့လူတွေထောင်ထဲထည့်ထားမှနိုင်တာများပါအာနာရှင်တွေကိုထောက်ခံတဲ့အမှုပညာသမားတွေကိုဘိုင်းကောလုပ်မယ်ပြီးအာနာရှင်လုပ်တဲ့ဒီရွေးကောက်ပွဲဟာတရားမဝင်ဘူးဆိုတာကိုသမိုင်းမှာတက်တည်ပြလို့ရအောင်လို့ဝိုင်းဝန်းကူညီကြရတော့ဒါအစဉ်ဟိုတော်တော်တိုင်းပြည်မှာသူတို့အရှက်ရွက်အကျိုးနဲ့အခုလည်းအရှက်ရွက်အကျိုးနဲ့ပါပဲအရှက်ရွက်အကျိုးနဲ့ဘလို့ဖြစ်ဖြစ် ဒီလိုရွေးကောက်ပွဲတွေကိုလှုပ်ကြံလှုပ်တဲ့အာဏာရှင်တွေကမျက်နှာပြောင်တိုက်ကြတာနော်သူတို့ကမျက်နှာပြောင်လုံးနဲ့ဘသူပဲဝေဖန်ဝေဖန်ဘသူပဲထောက်ပြထောက်ပြဘလောက်ပဲသူတို့ကိုပြောပြောမရှက်တတ်တဲ့သူတွေကိုနော်ဟိုရှက်စရာလည်းမရှိတော့ပါဘူး